မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ့်ပိုက်ရမှာရန်သူလက်နက်ကိုလက်နက်အဖြစ်နဲ့စစ်တပ်စီကနေပြီးတော့သိမ်းဆည်းရရှိထားတဲ့တင်ကားအမြောက်ဆက်လက်နက်များအပါအဝင်လက်နက်ခဲယမ်းများကိုအသုံးပြုပြီးတော့တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဝိုင်းဝန်းပိတ်ဆို့ပြီးတော့တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ထံကနေပြီးတော့သိမ်းဆည်းရရှိထားတဲ့တင်ကားများအမြောက်များ .5 များဆက်လက်နက်များကိုပြန်လည်အသုံးပြုခဲ့တာကိုဓာတ်ပုံဗီဒီယိုများနဲ့တကွ အရက်ခတ်တက်တော် AA ကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်စစ်ကောင်စီအနေနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလွတ်လွတ်ဆုံးရှုံးရခြင်းဟာစစ်ကူစစ်ကြောင်းများအချိန်မီမရောက်ရှိခြင်းနဲ့ AA ရဲ့တိုက်ခိုက်ရေးကောင်းမွန်မှုတို့ကြောင့်ဖြစ်တယ်လို့စစ်တုံးပန်းဘုံမှုချုပ်ကြော်ကြော်တန်းကထုတ်ဖော်ပြောဆိုထားပါတယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြာဆုံးရခြင်းကစစ်ကူစစ်ကြောင်းတွေအချိန်မီရောက်ရှိမလာခြင်းနဲ့အတူရောက်ရှိလာတဲ့စစ်ကူစစ်ကြောင်းတချို့ဟာလည်းအရက်ခတ်တက်တော် AA ရဲ့ဝိုင်းပတ်ချိန်မုံခြင်းကိုခံလိုက်ရပါတယ်နောက်ဆုံးလက်ကျန်ရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ရုံးကို ရခတက်တော် AA က၄ဘက်၄တန်ဝိုင်းပတ်ထိမ့်ချုပ်တက်ခိုက်နေရတဲ့အချိန်မှာကျွန်တော်တို့တွေဟာရိတ်ခါဆေးဝါးခဲရမ်းနဲ့ရေပြတ်တော့လုံလောက်မှုမရှိတော့ဘဲနဲ့ခုခံကာကွယ်ခဲ့ရပါတယ်အရာရှိစစ်သည်များဟာလည်းထိခိုက်ဒဏ်ရာမှုတွေများပြားခဲ့ပါတယ်တောက်ဆေရရေမရှိတော့တဲ့အထီကိုမိမိတို့ဟာအစွမ်းကုန်ခုခံကာကွယ်ခဲ့ရပါတယ်သို့တော်လည်းအရခတက်တော်ရဲ့ တိုက်ခိုက်မှုပုံစံနဲ့တိုက်ဆွမ်းရည်တွေကြောင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြာဆုံးခဲ့ရပြီးကျွန်တော်တို့တွေအဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်လို့၎င်းကပြောဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဒီသမားလ20ရက်နေ့မှာအရခတ်တပ်တော် AA ကအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်တပ်စခန်းများကိုအရခတ်တပ်တော် AA ရဲ့တပ်များကဒီဇင်ဘာလ20ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့အခုလိုမျိုးသိမ်းပိုက်မှုတွေမှာ ဒုတိယတိုင်မူဘုံမူးချုပ်တောင်းထွန်တိုင်ဦးစီးချုပ်ဘုံမူးချုပ်ကြော်ကြော်တန်းနဲ့ဘုံမူးချုပ်သူရင်ထွန်းတို့ကိုလက်ရအရှင်ဖမ်းဆီးရမိခဲ့ပြီး၎င်းတို့တွေကစစ်တုံးပန်းဘုံမူးချုပ်ကြော်ကြော်တန်းနဲ့အမေးဖြေများကိုအရခတ်တက်တော်အေအေကတရားဝင်ရိုက်ကူးထုတ်လွှင့်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဆိုလို့ရှိရင်ရခိုင်ပြည်ရဲ့အဓိကမြို့ကြီး18မြို့တွေက14မြို့ကိုအရခတ်တက်တော်အေအေကတိတ်ပိုက်ထားပြီးဖြစ်ပါတယ်။ကျန်တာတွေကစစ်တွင်ကြောက်ဖြူမန်အောင်ဒီ၃မြို့ပဲကျန်တော့တယ် ဆိုတော့အဲ့ဒီမျိုးတွေမှာရှိတဲ့ဗိုလ်မှူးချုပ်တို့ရဲ့လုပ်ဖော်ကင်ဘတ်တမုံစစ်တီတွေကိုဘာတွေပြောကျင်လဲဘာတွေပြောเสียရရှိလဲလို့မေးမြန်းခဲ့တာကိုတွေ့ရပါတယ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းကလုပ်ဖော်ကင်ဘတ်တမုံစစ်တီတွေကိုရခိုင်ပြည်ရဲ့ပထဝီဝင်အနေအထားရစစ်ကူတွေအလွယ်တကူရောက်ရှိဖို့ခက်ခဲတယ်ဆိုတာကိုတိုက်ပွဲစဉ်တွေကသိရှိပြီးဖြစ်ပါတယ်မင်းတို့တွေအနေနဲ့ကောင်းဆောင်မပီတာတဲ့သူတွေရဲ့အောက်မှာအသေးခံပြီးတော့တာဝန်ထမ်းဆောင်ခြင်းမပြုကြဘူးနဲ့အရခတတ်တော်နဲ့အမြန်ဆက်သွယ်ပြီးလက်နက်ချအလင်းဝင်ကြပါတိုက်ပွဲတွေမှာလည်းအမြန်ဆုံးအလံဖြူထောင်ပြီးတော့လက်နက်ချကြပါ အရခတက်တော်အနေနဲ့လက်လွတ်စပယ်မလုပ်ပါဘူးဥပဒေနဲ့အညီပဲဆက်ဆံပါတယ်အရခတက်တော်ကတုံမန်းတွေကိုတုံမန်းဥပဒေနဲ့အညီပဲထိန်းသိမ်းထားရှိပါတယ်သူတို့တွေစီမှာရှိတဲ့ရိတ်ခါဆေးဝါးတွေနဲ့အစားအသောက်တွေကိုကျွေးပြီးတော့အစွမ်းကုန်ပြုစုထိန်းသိမ်းဆောက်ရှောက်ပေးပါတယ်အရခတက်တော်နဲ့ဆက်သွယ်ပြီးတော့အမြန်ဆုံးလက်နက်ချအလင်းဝင်ကြပါအဲ့ဒါဆိုရင်တော့မင်းတို့တွေရဲ့ဘဝမင်းတို့တွေရဲ့အသက်တွေချမ်းသာရရမှာဖြစ်ပါတယ်လို့ပြန်လဲဖြေချခဲ့တာကိုတွေ့ရပါတယ် ထပ်မံပြီးတော့ဘုံမှုချုပ်အနေနဲ့နေပြည်တော်နဲ့ဘုံမှုချုပ်ရဲ့မိသားစုကိုပားကျင်တဲ့သတင်းစကားတွေရှိပါသလားရှိရင်ပြောပြပါအောင်လို့ထပ်မံမေးမြန်းခဲ့ပါတယ်။နေပြည်တော်မှာရှိတဲ့ဘုံမှုကြီးတွေအပါအဝင်ခေါင်းဆောင်တွေအနေနဲ့တပ်မတော်ကလက်အောက်ငယ်သားတွေရဲ့အသက်တွေဘဝတွေကိုငဲ့ညာတော့အပြင်ရခိုင်ပြည်နယ်မှာဆစ်ရှုံးနေတယ်ဆိုတာကိုလက်ခံပေးပါပြည်သူလူထုကိုဘုံကျဲတာတွေအကြမ်းဖက်တာတွေရပ်တန့်ပေးပါဆက်လက်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့တပ်မိသားစုတွေနဲ့ပြည်သူတွေရဲ့အမုန်းတရားတွေနာကျင်မှုတွေကိုပဲ မျိုးဆက်အလိုက်ရရှိခံစားရမယ်ဆိုတာသိစေချင်ပါတယ်ကျွန်တော်ရဲ့မိသားစုအနေနဲ့ကျွန်တော်ဟာအရခတက်တော် AA ရဲ့ထိမ့်သိမ့်မှုအောက်မှာကြမ်းကြမ်းမာမာနဲ့ရှိနေပြီးတော့စိတ်မပူဖို့ပြောကြားလိုပါတယ်ကျွန်တော်ပြောချင်တာဒီလောက်ပါပဲလို့ပြန်လည်ဖြေချခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလက်လွတ်ဆုံးရှုံးရပြီး၃ရက်အကြာရန်ကုန်မြို့မှာပြုလုပ်တဲ့စစ်တပ်ကတို့ DSC ဘိုလောင်းတင်တန်းအပတ်စဉ်၁၉ရက်၄၈နှစ်မြောက်နှစ်ပတ်လည်အရာရှိများတွေ့ဆုံပွဲမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကကျူကျူလက်အတွက်ဆိုပြီးတော့၃ရာသီတချင်းကိုတီးဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ၂၃ရက်နေ့ညနေပိုင်းမှာရန်ကုန်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်သား ဇေယာတီရိဘိမှန်ခမ်းမမှာပြုလုပ်တဲ့စစ်တပ်ကတော့ DSA အပတ်စဉ်16ရက်48နှစ်မြောက်နှစ်ပတ်လည်တွဲဆောင်ပွဲကိုမင်းအောင်လှိုင်နဲ့သူ့ရဲ့မိန်းမကျူကျူလှတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပွဲမှာမင်းအောင်လှိုင်ကကျူကျူလှအတွက်အဆိုတော်ကိုအန်ဂျီတီဆိုခဲ့တဲ့300ဒီတေးသချင်းကိုတီဆုပ်ပေးခဲ့တယ်လို့သိရပါတယ်။ ်ချင်းကတက်ချုပ်အကြိုက်ဆုံးတက်ချင်းပေါ် DSA အပတ်စဉ်စက်ကုန်းကျောင်းဆင်းအရာရှိတွေတွေ့ဆုံပွဲတွေမှာသူမကြာခဏဆိုလေးရှိပါတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်မင်းအောင်လိုက်တီးဆိုခဲ့တဲ့300ဒီတေးတက်ချင်းဟာ အဝေးရောက်နေကြတဲ့ချစ်သူနှစ်ဦးကြားကတန်ရောစင်ကိုဖွဲ့စုထားခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းဒီဇင်ဘာလ23ရက်နေ့ကပြုလုပ်ခဲ့တဲ့ DSA အပတ်စဉ်19ရက်48နှစ်မြောက်နှစ်ပတ်လည်တင်နန်းစင်အရာရှိများတွေ့ဆုံပွဲမှာလုံခြုံရေးတွေအထူးတင်းကျပ်ထားခဲ့ပြီးတော့မင်းအောင်လိုင်းမိသားစုကပွဲကိုကမကထပြုလုပ်ပြီးတော့ကျင်းပခဲ့ကလက်ဆောင်များမဲဖောက်ပေးခြင်းကန်ဆာမဲများပေးခြင်းနဲ့အစားအသောက်များကိုအရှံပဲကျွေးမွေးခြင်းအပြင်မင်းအောင်လိုင်းကပျော်ရွှင်နေခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိမ်းထားတဲ့အချမ်းဘတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကသူတို့ရဲ့ခေါင်းကင်ဖခင်ချင်းဖြစ်တဲ့စစ်အာနာရှင်ဟောင်းတန်းရွှေနဲ့သူ့ရဲ့မိသားစုဝင်တွေကိုနေပြည်တော်ရဲ့ပြင်ပကိုထွက်ခွာခွင့်ကိုကန့်တပ်ပိတ်ပင်ထားတဲ့အပြင်ပြည်ပကိုပါထွက်ခွာခွင့်ပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဦးတန်းရွှေရဲ့အချစ်တော်မြေးဖြစ်သူနေရွှေသွေးအောင်အပါဝင်တမိသားစုလုံးကိုလည်း ပြည်ပကိုထွက်ခွာခွင့်ပိတ်ပင်ထားတယ်လို့အဲ့ဒီနေပြည်တော်ရဲ့သတင်းအရင်းမြစ်ရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ဦးတန်းရွှေကိုနေပြည်တော်ကနေပေးမထွက်တာအကြေကျုပ်ချထားတာလည်းမဟုတ်ဘူး။သူ့ရဲ့မိသားစုကိုလည်းပြည်ပထွက်ခွာခွင့်ကိုပိတ်ထားတယ်။ဖိုးလားပြည်တော်မှာရန်ကုန်မှာပဲနေနေရတယ်လို့နေပြည်တော်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။အောက်တိုဘာလ17ရက်နေ့ကစစ်အာဏာရှင်ဟောင်းတန်းရွှေရဲ့တမတ်နေရွှေသွေးအောင်ရဲ့ဖခင်ဒေါက်တာနေဆိုးမောင်ကို လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာစစ်တပ်ကိုစန့်ကျင်ဝေဖန်တဲ့ post များရေးသားလို့ဆိုပြီးတော့စစ်ကောင်စီကဖမ်းဆီးထားသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌအသစ်ဖြစ်နေ ဗိုလ်ချုပ်ကြီးတင်အောင်စံကိုင်းတွင်နေရာကနေပြီးတော့ကာကွယ်ဝင်ကြီးအဖြစ်ဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကစတင် တောင်းဝန်လွှဲပြောင်းယူနေပြီးတော့စစ်မှုထမ်းစစ်ခေါ်ရေးမှာအရင်ကထက်ကြမ်းကြမ်းတမ်းတမ်းကိုင်းတွယ်လာနိုင်မှုရှိတယ်လို့နေပြည်တော်တပ်တွင်းသတင်းရေးမြစ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာဆက်ရှိရနေမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကကာကွယ်ဝင်ကြီးဟောင်းဗိုလ်ချုပ်ကြီးတင်အောင်စံကိုဝင်ကြီးချုပ်ယုံဝင်ကြီးအဖြစ်နဲ့ပြောင်းလဲခန့်အပ်ခဲ့ပြီးတော့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ညိကော့ယာတို့ကနေပြီးတော့ကာကွယ်ရေးဝန်ကြီးအသစ်ဖြစ်နေပြောင်းလဲခန့်အပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာအဖွဲ့ဝင်၁၈ဦးပါတဲ့ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ဥက္ကဋ္ဌအသစ်ဖြစ်နေကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကတာဝန်ယူနေပြီးတော့ဗိုလ်ချုပ်ကြီးတင်အောင်စမ်းထက်ပို့ပြီးတော့သဘောထားတင်းမာတဲ့အပြင်စစ်မှုထမ်းစင်ခေါ်ရေးကိစ္စတွေမှာငွေကြေးယူပြီးတော့လူစားထိုးတာတွေမလုပ်စေဖို့နဲ့တပ်သားတဲ့အရေးအတွက်ပြည်မိရေးအတွက်ပေါ်တာဆွဲတာတွေအပါအဝင်ဖြစ်နိုင်သမျှနီးလန်းတွေကိုအကုန်လုံးသုံးဖို့အတွက် ပြောဆိုထားတယ်လို့သိရပါတယ်။ဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုစစ်စင်ရေးတွေကင်တွဲတာညံ့လို့ဖယ်ရှားခံရတာအပြင်အသက်အရွယ်ပိုင်းအရာလည်း60ကျော်လာတဲ့အတော့အရန်အင်အားကိုဆင်းပြီးတော့ထိုင်ရတယ်။စစ်တပ်ရဲ့နံပါတ်3ကနေပြီးတော့အရက်ဘက်ကာကွယ်ရေးဝင်ကြီးလိုမျိုးယာတူးဖြစ်လာတော့နန်းကြဘရင်လို့ပဲပြောလို့ရတယ်။သူကစစ်မှုထမ်းစင်ခေါ်ရေးဗဟုအဖွဲ့ဥက္ကဋ္ဌအသစ်ဖြစ်နေတာဝန်ယူနေပြီးသဘောထားတင်းမာတဲ့အတော့စစ်မှုထမ်းကိစ္စဒီမှာ ကြမ်းကြမ်းထထနဲ့ကင်တွယ်နေပြီလို့ပြောလို့ရတယ်လို့တပ်တွင်းသတင်းအင်းမြစ်ကသတိပေးထားပါတယ်လက်ရှိမှာတနိုင်ငံလုံးစစ်မှုထမ်းတပ်သားတစ်အရေးအတွက်ပြည်မီရေးအတွက်စစ်တပ်ကပေါ်တာဆွဲမှုတွေနဲ့လူငယ်တွေကိုဖမ်းဆီးခံနေရတဲ့အခြေအနေကအရင်ကထက်ပုံမိုပြီးတော့ဆိုးဝါးလာနိုင်တယ်လို့တပ်တွင်းသတင်းအင်းမြစ်ကသတိပေးထားပါတယ်ဘိုးချုပ်ကြီးမောင်မောင်အေးကစစ်တပ်ကတော့အပတ်စဉ်25ကြောင်းဆင်းဖြစ်ပြီးတော့ စစ်တပ်မှာနေပြည်တော်တိုင်းမုံတပ်မတော်လေးကျင်ရေးအရာရှိချုပ်တပ်မတော်ကြီးရေးလေးညှိနှိုင်းကွပ်ကဲရေးမှုစတဲ့ယာဒူးတာဝန်တွေကိုထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးမြားထွန်းဦးနဲ့လည်းအပတ်စဉ်တူဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာဒီသမလာ24ရက်နေ့က စစ်ကောင်စီရဲ့ပြစ်ခတ်မှုကြောင့်ခရိယန်ဓမ္မဆရာတပါတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေဆုံးသွားတဲ့သူဟာမင်းတပ်မျိုးနဲ့တိုက်နယ်အမှတ်၄အေးစခန်းရွာကအသက်၄၀အရွယ်ခရိယန်ဓမ္မဆရာဥရွှေမန်ဖြစ်တယ်လို့သိရပါဗျ။မင်းတပ်မျိုးအခြေစိုက်ခလိုက်ရ၂ခွန်၄တရင်ကနေထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဝိုင်းဝန်းရှာဖွေတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးကချောင်းမြောင်ပြစ်ခတ်ခံရပြီးတော့တေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တော်လိုင်းတပ်ဖွဲ့ဝင်နေတဲ့ပြည်သူတွေကပါ တူမီတနက်တွေနဲ့ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သားတွေကိုဝိုင်းဝန်းရှာဖွေရင်းနဲ့ပြစ်ခတ်ခံရတာပါ ဒဏ်ရာပြင်းထန်တော့စေကူတရင်နဲ့တိတ်ဆုံးသွားပါတယ်လို့မင်းတပ်ဒေသခံတဦးကပြန်လည်ပြောပြထားပါတယ်။ပြစ်ခတ်ခံရတဲ့ဥရွှေမန်ကိုအချိန်မီစေကူတမှုများပြုလုပ်ခဲ့တော့လေပြင်းထန်တဲ့ဒဏ်ရာကြောင့်ပြစ်ခတ်ခံရတဲ့ဒီဇမလ24ရက်နေ့မှာတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ချောင်းမြောင်ပြစ်ခတ်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းချင်းတော်လိုက်ရေးတပ်ဖွဲ့များကပြန်လည်ပြစ်ခတ်ခဲ့တဲ့အတွက်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။မင်းတပ်မျိုးသိန်းတိုက်ပွဲကနေစခန်းကိုဆုတ်ခွာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာချင်းနဲ့မကွေးအဆက်တောတောင်တွေထဲမှာရှိနေသေးတယ်လို့သိရပါတယ်။ မင်းတပ်မျိုးကိုချင်းကြီးနောင်အဖွဲ့နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တို့ကပြီးခဲ့တဲ့နိုဗ ెంబ ာလ9ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဒီဇင်ဘာလ22ရက်နေ့မှာတိမ့်ပတ်ရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ဥကလာပါမြို့နယ်နဲ့ပဲခူးတိုင်းမင်းလာမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်ဆယ်ဦးကျော်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ26ရက်နေ့မွန်လွယ်ပိုင်းမှာမြောက်ဥကလာပါမြို့နယ်ဓမ္မယုံမှတ်တိုင်အနီးမှာရှိတဲ့ဓမ္မယုံမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကထောက်ဝံပဲရက်ကွက်ထဲအထိကိုဝင်ရောက်ပြီးတော့လူငယ်နှောင်းဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။မြောက်ဥကလာဓမ္မယုံမှတ်တိုင်ဓမ္မယုံမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကမနေ့ကမွန်လွယ်ပိုင်းမှာရက်ကွက်ထဲ ဲအထီကိုဝင်ဆွဲတာကောင်လေးနှစ်ယောက်ပါသွားတယ်လက်နက်တွေကင်ဆောင်ပြီးတော့ပေါ်တင်ကိုပေါ်တာဆွဲတာထောက်ဝင်ပဲရက်ကွက်နှင်းစီဘက်ကလူငယ်နှစ်ယောက်ပါသွားတယ်လို့သိရတယ်လမ်းပေါ်မှာတွေ့တာနဲ့တန်းဆွဲတော့ကလေးတွေကတားတို့ကိုဘာလို့ဖမ်းတာလဲလို့မေးတော့မင်းတို့ကိုပေါ်တာဆွဲတာလို့ပြောပြီးတော့ဖမ်းသွားတာလို့သိရတယ်လို့ဒေသခံပြည်သူတူကပြန်လဲပြောပြထားပါတယ်အဲ့ဒီနေ့ညနေ9:45မိနစ်ခန့်မှာမြောက်ကလာပမြို့နယ်ကန်းငယ်ရက်ကွက်မှာအချမ်းမဆက်ကောင်စီတပ်သားများကအင်စည်းကားနဲ့ပတ်ပြီးတော့ ဩကလာလမ်းပေါ်မှာရှိတဲ့မဟာနွယ်လဖေးဆိုင်ထဲကိုဝင်ရောက်ပြီးအမျိုးသား၅ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အလားတူပဲဒီဇင်ဘာလ24ရက်နေ့နဲ့25ရက်နေ့ဒီမှာမင်းလာမြို့အထက်မဟာစီရိတ်တာအနီးကားလန်ညောင်ဝင်းရွာနဲ့တရက်ပင်စိတ်ရွာကလူငယ်ရှစ်ဦးကိုလည်းအကြမ်းမဲ့စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီဇင်ဘာလ9ရက်နေ့မှာအေယာဝတီတိုင်းညောင်တုံးကနေရန်ကုန်ကိုပြန်လာတဲ့အသက်22နှစ်အရွယ် ကိုစိုးထက်ကျော်လည်းလက်ရှိအချိန်ထိပျောက်ဆုံးနေပြီးတော့မိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။၅ရက်နေမှာကိုစိုးထက်ကျော်ကညောင်တုံးကနေရန်ကုန်ကိုအပြန်ပျောက်သွားတာအခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲဘကိုတန်းမင်းလာမြို့နယ်တင်ကန်းချောင်းရွာကကိုရန်ချောင်းသာအသက်၁၄နှစ်အရွယ်မောင်ကောင်းခန့်နိုင်ဟာလေဒီသမားလာ25ရက်နေ့မနက်6:30မိနစ်ခန့်မှာကျူရှင်သွားမယ်ဆိုပြီးတော့နေအိမ်ကထွက်ခွာသွားပြီးတဲ့နောက်ပျောက်ဆုံးနေတယ်လို့မိဘများကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ